ချယ်ဆီအသင်းအတွက်ပထမဆုံးဂိုးကိုသွင်းယူပြီးတဲ့နောက်ပိုင်းမှာလီယန်ဒီလက်တယောက်ဘာပြောခဲ့ပါသလဲ မင်္ဂလာပါကိုကိန်းစတာဖုတ်ဘောချွန်းရဲ့ Chelsea TV ကနေပြောင်းရင်တော်များအားလုံးကိုကြိုဆိုပါရစေ Esperance ကိုဂိုးပြက်အနိုင်ယူခဲ့တဲ့ပွဲမှာအစ်စ်ကိုဦးထားတဲ့တိုက်စစ်မှု Lian Delap ကတော့ Chelsea ကစားသမားဘဝသူ့ရဲ့ပထမဆုံး twin goal ကိုတွင်းယူခဲ့ပါတယ်ဒီ twin goal တွင်းယူခဲ့ပြီးတဲ့နောက်ပိုင်းမှာ Lian Delap ရဲ့ပြောစကားတချို့ဟာစဉ်းစားခြင်းစရာအများကြီးရှိတယ်စိတ်ဝင်စားစရာကောင်းတယ် သူ့ရဲ့စကားအသွားအလာပေါ်မှာမူတည်ပြီးတော့ကျွန်တော်ပြန်လဲသုံးသပ်ဆွေးနွေးကြအောင်ချယ်ဆီရဲ့အသစ်ခေါ်ထူထားတဲ့တိုက်စစ်မှုတယောက်ရဲ့စကားပြောစွမ်းရည်ဘယ်လိုရှိသလဲချယ်ဆီအသစ်ပေါ်မှာထားတဲ့စိတ်နေသဘောထားနော်ခံယူချက်ပြင်းပြမှုတွေဘာတွေရှိသလဲအခုပဲဆွေးနွေးပါမယ်ခင်ဗျာဆိုတော့လီယန်ဒီလက်ဒီစကားကိုနှစ်ပိုင်းပြောထားရပေါ့နော်ပထမတစ်ပိုင်းမှာ ဒီနိုင်ပွဲနဲ့ပတ်သက်ပြီးတော့ဒါဟာကောင်းမွန်တဲ့ခံစားချက်တစ်ခုပါကျွန်တော်တို့ဒီနေ့ပွဲကိုအနိုင်ရဖို့လိုအပ်ပါတယ်ချယ်ဆီအသင်းအတွက်ဂိုးသွင်းပေးနိုင်တာကတော့ကျွန်တော်တို့ထူးခြားတဲ့ခံစားချက်ပေါ့ဗျာပိုပြီးရေးကြည့်တာကကျွန်တော်တို့ဟာ16သင်းအဆင့်ကိုတက်လန်းနိုင်ခဲ့ပြီလို့ပထမတစ်ပိုင်းအနေနဲ့ပြောသွားခဲ့ပါတယ်အဲ့တော့ဒီပိုင်းမှာဆိုရင်စကားပြောပိုင်းနိုင်ရရှိတာမြင်ရတယ်သူရဲ့အသက်အရွယ်နဲ့သူဦးစားပေးပေါ်ပြသွားတဲ့စကားဒီ အသင်းရဲ့အောင်နိုင်ရေးဖြစ်ပါတယ်တကယ်တော့ဗျာဟိုပေါင်တန်း30နဲ့ရောက်ရှိလာတဲ့တိုက်စစ်မှုတယောက်ကဟာကျွန်တော်ချယ်ဆီတို့ကပထမဆုံးကိုတွင်းပြီးလိုက်ပြီးကျွန်တော်တက်တည်စပြနိုင်ခဲ့ပြီးနောက်ပွဲတွေလည်းတက်တည်ပြမယ်တရားဒီလုံးလည်းကျွန်တော်စူးစမ်းအထုတ်မယ်ဘာညာဆိုပြီးကိုယ့်ရဲ့ဂုံကိုကိုဖော်လို့ရမယ်စကားတွေပြောနိုင်တယ်သူကိုယ်လည်းတွင်းပြီးသွားပြီဗျာတကယ်တော့အသင်းနဲ့ပူးပေါင်းရတဲ့အချိန်ကာလကလည်းဘာမှမရှိသေးဘူးကဲတဲ့အသင်းက aspirants ဘာညာဆိုပေမဲ့လည်းသူပူးပေါင်းတဲ့အချိန်ကာလနဲ့ ပြန်အချိုးချကြည့်မယ်ဆိုရင်တော့ဒါကမျှတာပါတယ်သူတွင်းဥသွားတဲ့ကူကလည်းကျွန်တော်လည်းပြောပြီးကန်ချက်သာတိတ်ပြီးမပြင်းပေမဲ့ first touch ကောင်းတယ်ပထမတစ်ချိန်လှည့်ထွက်သွားတဲ့ပုံစံလေးတွေတော်တော်အဆင်မြင့်တယ်အပြောချင်တာက Lian D Lab ကိုရီမသွေးပဲနဲ့သူကောင်းမွန်တဲ့ခံစားချက်တစ်ခုဖြစ်တယ်အထူးခြားတဲ့ခံစားချက်လေးပဲရတယ်လို့သူပြောသွားတယ်အဓိကကဒီနေ့ပွဲအနိုင်ရဖို့လိုတယ်16သိန်းစီကိုကျွန်တော်တို့တက်လန်းနိုင်ခဲ့ပြီเนาะဒါကစကားပြောပါနတ်မှုပေါ့ဗျာငငယ်ကလေးကအင်တာဗျူးကိုတေချာလေ့ကျင့်ထားတဲ့ ဘောမျိုးပဲအဲ့တော့နောက်ထပ်သူပါပြောသေးလဲကစားသမားတယောက်အနေနဲ့ကျွန်တော်မှယုံကြည်မှုအပြည့်ရှိနေတယ်အဲ့ဒါကဂျာစီပေါ်မှာရေးထိုးထားတဲ့နံပါတ်တစ်ခုပဲလေကျောနံပါတ်6ချိန်သာကိုကျွန်တော်လုံးဝမယုံဘူးကျွန်တော်ဒီနံပါတ်နဲ့ချယ်စီအသင်းအတွက်အရာအားလုံးကိုပေးစွမ်းနိုင်ဖို့ မျောလင့်နေတယ်လို့ပြောသွားခဲ့ပါတယ်ဆိုတော့နောက်ထပ်ပြောတဲ့စကားစုတစုကဒီနမနိုင်နဲ့ပတ်သက်ပြီးတော့ပြောသွားတဲ့စကားပေါ့နော်အဲ့ချက်သီးပြည်သက်တွေကတော့ပူတည်ပါတယ်ချက်သီးကကျောင်းနံပါတ်9ချိန်စာရှိတဲ့အသင်းတသင်းအဲ့တော့ချိန်စာလို့ဆိုတဲ့နေရာမှာတကယ်ကြီးဒီကျောင်းနံပါတ်9ချိန်စာတိုက်သွားတာတော့မဟုတ်ဘောဗျာလူတယောက်ရဲ့မန်တယ်လို့ပဲထင်တယ် ကျွန်တော်မကိုဝစ်ပြီးမအောင်မြင်တဲ့ကစားသမားတွေကတယောက်လည်းမဟုတ်နှစ်ယောက်လည်းမဟုတ်အများကြီးဖြစ်လာတဲ့အခါကျတော့ဒီကျွန်တော်မကိုဝေးရတဲ့အပေါ်မှာစိတ်ဖီစီးမှုများလာတဲ့သဘောမျိုးပဲဒါတော့တယောက်ယုံကြည်ချက်နဲ့တယောက်တူချင်မှတော့တူလိမ့်မယ်လီယန်ဒီလပ်ကလည်းထွန်နီးတူခံစားချက်မျိုးရှိတယ်နဲ့တူပါတယ်အဲ့တော့ကျွန်တော်မကိုဆိုတာ ှန်တယ်နံပါတ်တစ်ခုပဲသူပြောထားတဲ့ပုံစံရဒီနံပါတ်6ချိန်သာဘာညာကိုလုံးဝကျွန်တော်မယုံဘူးနဲ့ဒီနံပါတ်နဲ့ပဲချက်သည့်အသင်းတို့အေးအားပေးဆက်သွားမယ်ဆိုတော့စကားလေးကိုတော့ကျွန်တော်သိပြီးသဘောကျတယ်ကျွန်တော်လည်းတစ်ခါလီကြရင်လို့ဘယ်အမှန်မသိတဲ့လက်တွေ့အကောင့်ထဲမပေါ်တဲ့အရာတွေကိုတွေးကြောက်နေတာတွေရှိတယ်ဖြစ်မှသာဖြစ်กว่าရင်ဆိုင်ပလိုက်ကျုံးกว่าတီးกว่าဆိုတဲ့စိတ်ခံစားချက်မျိုးနဲ့တကယ်သွားကြည့်အဲ့ဒီအလုပ်ကိုတကယ်လုပ်ကြည့်အောင်မြင်တာမအောင်မြင်တာဘေးဖင်ငါကဒါကိုလှုပ်လိုက်တယ်กว่าဘာမှဂယူမဆိုင်ပဲကိုအားကိုကိုလိုက်တယ်ဆိုတော့ စိတ်ခံစားချက်တစ်ခုကကျွန်တော်တို့အတွက်ဆုလက်ပဲအဲ့ LND လည်းပြောသွားတာလဲဒီလိုသဘောမျိုးတက်ရောက်ပါတယ် Chelsea ရဲ့ John Terry ကိုချိန်စားရလဲအမ်ချိန်စားဆိုလဲချိန်စားပေါ့ဗျာထားပါတော့ John Terry နဲ့တိုက်စစ်မှုတွေမလိုက်ဖက်မှုကလည်းနှစ်ကအတော်ကြာသွားပြီဗျ Roman Chelsea ကိုရောက်လာခြင်းအချိန်ကာလကတည်းကဒီ John Terry ချိန်စားရှိခဲ့တယ်ပဲထားပါတော့နံပါတ်6ဝတ်ခဲ့တဲ့ ကစားသမားအားလုံး flop တယ် Roman Abramovich မတိုင်ခင်အချိန်တုန်းကကျွန်တော်မကူနောက်ဆုံးဝင်ခဲ့တဲ့ကစားသမားတနည်းအားဖြင့်ကျွန်တော်မကူနဲ့နောက်ဆုံးအောင်မြင်ခဲ့တဲ့ကစားသမားက Jimmy Floyd Hasabain အဲ Hasabain နောက်ပိုင်းမှာကျွန်တော်မကူကလုံးဝတိုင်ပတ်ပြီးတော့အမြဲတမ်းလိုလိုဟိုဒီကျွန်တော်မကူဝတ်တဲ့သူတွေကိုဟိုတိုင်ပတ်သွားစေတဲ့အခြေအနေမျိုးတွေကြီးပဲပရိသတ်ကလည်းဒီကျွန်တော်မကူပြဿနာကိုနည်းနည်းစိုးရင်ကျွန်တော်မကူဝတ်ပေးလိုက်ပြီဆိုတာနဲ့အရင်တော့ဘလောက်ပဲကောင်းတဲ့ကစားသမားဖြစ်စေနော်အစင်တော်တော်မပြေတဲ့ပုံသဏ္ဍာန်အခင်းချင်းမျိုးတွေကကျွန်တော်ရှင်းမှလည်းပြောပြီးကစားသမားတယောက်လည်းမဟု ုံနှစ်ယောက်လည်းမဟုတ်သုံးယောက်လည်းမဟုတ်မြင်ခဲ့ရတဲ့အခါကျတော့ Lian Dillard ပုံမှန်လေးစိုးရိမ်မှုလေးတွေရှိလာတယ်ကျွန်တော်အနှမျောဆုံးကတော့ Fernando Torres ပေါ့နော်အဲ့တော့ Torres က Liverpool မှာဘယ်လောက်ထိကောင်းခဲ့တယ်လဲဆိုရင်အဲ့ချိန်ကာလ Torres ကစားတဲ့ပုံစံနှစ်ဖူးတွေ့ဒူးတွေမြင်ခဲ့တဲ့သူတွေ အခု e-set တို့နော်ကျွန်တော် video yogis တို့ကောင်းနေဆိုတော့ torres ကြီးကအိတ်နေသလောက်ရှိတယ်။ share ကြီးကောင်းတာ။ goal အတွင်းကတေတက်ယုံနေမကဘူး။ dribbling ကလည်းအယမ်းမိုက်တယ်။အဲ့ပြောပြောချင်တာ torres level မှာဒဏ်ရာလေးနည်းနည်းရပြီးတော့ပေါင်တန်း90တန်းခေါ်ပြီး chelsea မှာဒီ goal ဝင်ပြီး flop သွားတယ်။အဲ့တော့ deal လို့တိုက်စစ်ကစားသမားမျိုးဆိုရင်ဒါ torres လောက် eddie k eddie k ပုံတရနဲ့ပြန်ပြီး adjust လုပ်ကြည့်မယ်ဆိုရင် image လည်း torres လောက်မကြည့်ဘူး။သို့တော်လည်း ဒီကောင်လေးရဲ့ယုံကြည်မှုเนาะဟိုအောင်ပွဲဆာလာမှုကတော့ဒီကြိမ်စာကိုအဆုံးသတ်သွားနိုင်မလားဒီပြဿနာကိုပြေလည်အောင်ဖြေရှင်းပေးသွားနိုင်မလားဆိုတာကျွန်တော်တို့ရင်ခုန်သွားနေစောင့်ကြည့်ရပါမယ်ဆိုတော့လက်ရှိအချိန်မှာ Lian Dilab ဒီကိုတကိုတွင်းလို့ကျွန်တော်က hype နေတာလဲ မဟုတ်ဘူးဒီတရားဒီလုံးလီယန်ဒီလက်ကိုမသွင်းလဲပြဿနာမရှိဘူးဘာကြောင့်လဲဆိုတော့သူ့ကိုပေးခဲ့ရတဲ့ပြောင်ရွှေ့ခြင်းနဲ့သူ့ရဲ့အသက်အရွယ်နဲ့တင်ကျွန်တော်တွေကပြန်ရောင်းလိုက်အဲ့ဒီပေါက်တန်း30ကိုရောက်ကိုရတယ်အခုချိန်လီယန်ဒီလက်ကိုရောင်းမယ်ကွာငါမလို့ကျင်တော့ဆိုရင်ပေါက်တန်း30နဲ့ပဲပြောခေါ်မဲ့ကလပ်တွေအများကြီးရှိတယ်အဲ့တော့ကြောင့်လီယန်ဒီလက်ဒီခြေစည်းအတွက်ခြေသွမ်းပြနိုင်ခြင်းမပြနိုင်ခြင်းခဏလေးဘေးပဲစတင်ခေါ်ဦးတဲ့အချိန်ဒီမှာကအလွန်လွန်ကိုတက်တာတဲ့ပြောင်ရွှေ့ခြင်းနဲ့ရောက်ရှိလာတဲ့ချက်တေးလေးတယောက်ဖြစ်ပါတယ်ကျွန်တော်ကတော့တန်ဖိုးထားတယ်ပြောင်ရွှေ့ခြင်းအနေငယ်နဲ့ရောက်ရှိလာလို့တန်ဖိုးမထား ားဦးမုံတော့သူ့ရဲ့ Ipswich Town မှာဆွဆောင်ခဲ့တဲ့ဆွဆောင်ရည်တွေကိုကိုယ်တိုင်နှစ်ဖူးတွေဒူးတွေမြင်တွေ့ခဲ့ရဘူးတယ်။ပေါင်50သန်း90လောက်ရှိနေတဲ့အခြေအနေကိုဒါသူ့ရဲ့စာချုပ်ပါအချက်လက်ကြောင့်ကျွန်တော်တို့ဈေးသက်သက်သာနဲ့ရခဲ့တာပါ။ဒီတော့ကြောင့်ကျွန်တော်မကူဂျိန်သာကူလီယန်ဒီလက်တယောက်တကယ်ခြေဖြတ်သွားနိုင်မလားအရင်ကတိုက်စစ်မှုတွေပုံစံပဲဖြစ်သွားမလားဆိုတာရင်ခုန်သာနဲ့ကျွန်တော်တို့စောင့်ကြည့်လိုက်အောင်ဒါမှမဟုတ်ကျွန်တော်တို့လီယန်ဒီလက်ကိုယုံကြည်ပါတယ်ခင်ဗျ